YouTube ပေါ်ကနေပြီးတော့မှတို့ music တွေတရားခွေတွေကို screen off ထားပြီးတော့မှနားဆင်လို့ရအောင်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဒီ video လေးကိုမိတ်ဆွေလို့အတွက်တနေ့နေ့တစ်ချိန်ချိန်မှာအတုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျတနည်းအားဖြင့်ပြောရလို့ရှိရင် YouTube ပေါ်က video တွေကျွန်တော် music တွေကိုတရားခွေတွေကျွန်တော်ဇာတ်လမ်းတွဲတွေကိုနားထောင်ခြင်းနဲ့ဆိုလို့ရှိရင် screen off ထားပြီးမှနားထောင်လို့လည်းရပါတယ်ဗျဒါမှမဟုတ် fan နဲ့ကျွန်တော်တို့က ကျွန်တော်တို့ expert ကနေစီးပြီးတော့မှ YouTube ပေါ်ကနေပြီးတော့မှဗီဒီယိုလေးတွေရိုက်ရှာပြီးတော့မှ music လေးတွေရိုက်ရှာမယ်တရားခွေလေးတွေရိုက်ရှာပြီးတော့မှနားထောင်လို့ရအောင်ဘယ်လိုမျိုး screen off ပြီးတော့နားထောင်လို့ရအောင်ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတာကိုဒီကနေ့မှပြန်လဲပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ THA ပြီးတော့ YouTube channel ကနေပြန်လဲပြီးတော့ကြိုးစားလိုက်ပါတယ်ဗျာကျွန်တော်တို့ YouTube ပေါ်ကနေပြီးတော့နားထောင်လိုက်ပြီးဆိုလို့ရှင်အဲ YouTube တဲ့ကိုမဝင်မဲနဲ့တခြား Facebook ထဲဝင်သုံးပြီးတော့မှဒီ music လေးတွေကို auto ပွင့်နေအောင်တခြင်းနေနားထောင်လို့ရအောင်ဘယ်လိုမျိုးလုပ်ရမလဲပထမအဆုံးလောဆောင်ရမယ် application လေးကတော့ကျွန်တော်တို့က Chrome ရှိရမှာပဲဗျလူတိုင်းမှာတော့ဖုန်းရှိတဲ့လူတိုင်းမှာတော့ Chrome လို့ browser လို့တော့ရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဗျကျွန်တော်တို့ Chrome နဲ့ရပဲဝင်ဝင် browser နဲ့ပဲဝင်ဝင်လောဆောင်လို့ရပါတယ်ဗျကျွန်တော်ကတော့ browser နဲ့ပြီးတော့တစ်ချက်ဝင်ပြီးတော့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမအဆုံးကျွန်တော်တို့က browser လေးတက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျ အဲဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့အဖို့အပေါ်ဆုံးက server မှာ www.youtube.com လို့ရိုက်လိုက်ပါဗျာနော်ဒီမှာ youtube.com လို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့ကဆက်ပြီးတော့သွားလိုက်ပါမယ်အဲခဏလေးစောင့်ပေးလိုက်ပါအဲဒီလိုမျိုးဆက်သွားပြီးသွားပြီဆိုလို့ရှိရင်တော့တချို့ကြတော့ကျွန်တော်တို့ကအောက်ဆုံးငါးလေးကိုကျွန်တော်တို့က mobile live ဆိုရပြောင်းလိုက်မယ်အဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဗျတကယ်လို့များဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ဖုန်းတစ်လုံးနဲ့တစ်လုံးနဲ့ မဒူရာဖြစ်တဲ့တော့ကိုနေရာချင်းနေလွဲတာမျိုးကြီးရှိတတ်ပါရဲ့ဗျကျွန်တော်ကတော့အောက်ဆုံးကအချောင်းလေး၃ချောင်းကိုအရင်ဆုံးတွားရမှာဖြစ်ပါတယ်တချို့ကြတော့အပေါ်ဆုံးနားမှာဒီတောင်သားလေးမှာရှိပါတယ်ဗျနော်အချောင်းလေး၃ချောင်းကျွန်တော်ကတော့အောက်ဆုံးမှာရှိတဲ့တော့ကိုအိုက်ကောင်လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒက်စတော့ site ကိုပြောင်းပေးရမှာဖြစ်ပါတယ်ဗျတနည်းအားဖြင့်ပြောရလို့ရှင်ကွန်ပျူတာဒက်စတော့ site ကိုပြောင်းပေးရမှာဖြစ်တဲ့တော့ကိုကျွန်တော်အိုက်ဒက်စတော့ site လေးကိုအရင်ဆုံးနှိပ်လိုက်ပါမယ်အဲနှိပ်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ ဗီဒီယိုဖိုင်လေးတွေကကျွန်တော်တို့အကုန်လုံးနည်းနည်းလေးကြုံသွားပါလိမ့်မယ်ဗျ။အဲကြုံသွားပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်ကကုက all မှာထားရတာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်က music ကိုထားမှာဖြစ်တဲ့တော့ကြောင့်မလို့သူက music ကိုအရင်ဆုံးရွေးပြီးလိုက်ပါမယ်။ဒီကောင်လေးကိုအရင်ဆုံးနှိပ်လိုက်ပါမယ်။အဲခဏလေးစောင့်ပြီးလိုက်ပါ။နှိပ်ပြီးသွားပြီဆိုလို့ရှင်တော့မိတ်ဆွေတို့နားထောင်ခြင်းနဲ့ music တွေကိုအရင်ဆုံးနှိပ်ပြီးလိုက်ပါဗျာ။ကျွန်တော်တို့ဗီဒီယိုမျူးစစ်လေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တော့အရင်ဆုံးနှိပ်လိုက်ပါမယ်ဗျ။အာနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့က အဲတရှင်းလေးတွေထွက်လာပါလိမ့်မယ်ဗျကျွန်တော်အရင်ဆုံးတရှင်းလေးကိုအတန်းချက်ပြီးတော့ဖွင့်ပြပေးပါမယ်အဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှင်တော့မိတ်ဆွေတို့အနေနဲ့ဘန်းနဲ့ပဲထွက်ထွက်ကျွန်တော်တို့ကဟုံးနဲ့ပဲထွက်ထွက်မိတ်ဆွေတို့အဆင်ပြေလို့ထွက်လို့ရပါတယ်ဗျကျွန်တော်ကတော့အရင်ဆုံးဟုံးနဲ့ပဲထွက်လိုက်ပါမယ်အထွက်လိုက်လို့ရှင်တော့ဒီလိုမျိုး music လေးကိုပိတ်သွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဗျဘာမှစိတ်မပူပါနဲ့အပေါ်ဆုံးကဆွဲပါးလေးကိုအရင်ဆုံးဆွဲပေးလိုက်ပါအဲဆွဲပေးလိုက်ပြီဆိုတာနဲ့ဒီအပေါ်ဆုံးမှာမှတွေ့ရလိမ့်မယ်ဗျနော်ဒီမှာ this phone ဆိုတာကိုတွေ့လိုက်ပါနဲ့ဗျကျွန်တော်ကတော့ ဒီ Chrome ကဝင်ထားတာဖြစ်တဲ့တော့ကိုဒီမှာ Chrome software application ပုံစံမျိုးလေးနဲ့တွေ့ရပါလိမ့်မယ်ဗျအဲ့မှာလူပုံလေးနဲ့ဗျဒီကောင်လေးကို ကျွန်တော်တို့က music ခါတိုင်းပုံမှန်နားရှင်အဲတော့နားထောင်နေကြအတိုင်းပဲကျွန်တော်တို့က music အလေကောင်းဟာတွေကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာ music လေးပေါ်လာပါလိမ့်မယ်ဗျကျွန်တော်အတန်လေးနည်းနည်းရှင်းလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကြိုက်တဲ့နေရာကိုဝင်ပြီးတော့လှုပ်ဆောင်လို့ရပါတယ်ဒီနေရာမှာဝင်ဝင်မိတ်ဆွေတို့အနေနဲ့ဆိုတော့ဓာတ်ပုံလေးတွေကြည့်ပြီးတော့မှလည်းကျွန်တော်တို့လှုပ်ဆောင်လို့ရပါတယ်ကြက်နေတက်တဲ့ ဟာလေးကိုပဲကျွန်တော်တို့ application gmail မှာပဲ email မှာဝင်ကြိုင်းနေတဲ့ဟာလေးကိုကျွန်တော်တို့ကလှုပ်ဆောင်လို့ရပါတယ်ဗျဒီ video လေးကိုကြည့်ပြီးတော့ message တို့လုတ်တက်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျကျွန်တော်တို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးလဲတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။နောက်ထပ်ဒီပညာနဲ့ပတ်သက်တဲ့ဘူးဒုရတွေကိုကျွန်တော်တို့ကအစီအမပြည့်ညှို့ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ TH ပြီးတော့ YouTube channel လေးကိုလည်းကျွန်တော်တို့တွားရောက်ပြီးတော့မှာ ကျွန်တော်တို့ subscribe လုပ်ခဲ့လို့လည်းရပါတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ DHA vlog YouTube channel လေးရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ DHA vlog YouTube channel လေးပါဗျဒီ channel လေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနီးပညာနဲ့ပတ်သက်တဲ့ဘူဒူရာတွေဝုံွေရစင်မဲ့နီလန်းကောင်းတွေကျွန်တော်တို့ကဖုန်းတွေပျောက်သွားလို့ခဲ့လို့ရှိရင်ဒီဖုန်းရဲ့တည်နေရာတွေဘယ်လိုမျိုးရှာရမလဲဆိုတော့ကိုဘူဒူရာလေးတွေကိုကျွန်တော်က share ပင်လုပ်ပေးခဲ့တာဖြစ်ပါတယ်ဗျဘာလို့ဆိုတော့ free လေးလာလို့လည်းရပါတယ်ဗျဒီမှာဆိုလို့ရှိရင်တော့ တက်တော့ကနေပြီးတော့မှဝင်ငွေရစင်မဲ့နီလန်းကောင်းတွေလည်းကျွန်တော်ပြန်လည်ပြီးတော့မျှဝေပေးထားတယ်ကျွန်တော်တို့က Facebook ကနေပြီးတော့မှဝင်ငွေရစင်မဲ့ဒေါ်လာတွေရစင်မဲ့နီလန်းကောင်းတွေတော့ပဲကျွန်တော်ရဲ့ YouTube Channel မှာကျွန်တော်တို့ကမျှဝေပေးထားတာရှိပါတယ်ဗျ။တွားရောက်ပြီးတော့လေ့လာလို့ရပါတယ်ဗျ။ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ကဒီလောက်ပါပဲဗျ။အားလုံးကိုအတူကျေးဇူးတင်ပါတယ်။